မြောက်ကိုရီးယားနဲ့မလိုလားအပ်တဲ့စစ်ရေးသင်းမာမှုတွေကိုအဆုံးသတ်ပြီးငြင်းချမ်းစွာအတူရှင်သွဲနေထိုင်မယ်လို့တောင်ကိုရီးယားတံတားလီချင်းမြောင်ကစက်တင်ဘာ23ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။လီယားအမေရိကန်နိုင်ငံနယူးယောက်မြို့မှာပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာပထမဆုံးအကြိမ်ပြောကြားခဲ့တဲ့မိကုံတွင်မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုအလေးထားပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းဖြတ်သိမ်းရေးကိုအချိန်တိုအတွင်း ောင်မြင်စွာလှုပ်ဆောင်နိုင်လိမ့်မှာမဟုတ်ပဲခေါင်းအေးထားပြီးဖြည့်ရှင်းရမယ်လို့လီကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ကတော့သူ့ရဲ့နျူကလ িয়ার စီမံကိန်းဖြတ်သိမ်းရေးအစီအစဉ်တွေကိုစက်တင်ဘာ22ရက်ကညင်းပယ်ခဲ့ပြီးအမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာမြောက်ကိုရီးယားကိုအင်အားနှဲစေဖို့ရည်ရွယ်နေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်အနေနဲ့မြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်တွေစွန့်လွတ်ဖို့ပြောကြားချက်တွေကိုရှင်းနာခဲ့မယ်ဆိုပါကမြောက်ကိုရီးယားကအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ ခေါင်းဆောင်နေမှာမဟုတ်ကြောင်းကင်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို အဆုံးသတ်ဖို့အတွက်နျူကလ িয়ার လက်နက်တွေနဲ့အပေးယူလုပ်သွားမှာမဟုတ်ဘူးလို့ကင်ကပြောကြားခဲ့ပါတယ်တောင်ကိုရတံပရာလီကတော့ကိုရီးယားနိုင်ငံကရုံချင်းမှုကို ပြန်လည်တည်ဆောက်ပြီးစစ်ရေးသင်းမာမှုတွေကိုလျှော့ချဖို့ဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောကြားခဲ့ပါတယ်ကိုရီးယားနိုင်ငံကပူးပေါင်းဆောင်ရွက်မှုတွေကိုသစင်ချင်းစီတိုးချဲ့ခြင်းအပြင်ကျွန်တော်တို့ဟာရေရှည်တည်တဲ့ငြိမ်းချမ်းရေးအတွက်နီလန့်ရှာတော့မှာဖြစ်ပါတယ်လို့လီကပြောပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုနှစ်အတွင်းကိန်းနဲ့တွေ့ဆုံလို့ကြောင်းပြီးကြတဲ့လကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းစက်တင်ဘာ23ရက်ကကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့တဲ့55မိနစ်ကြာမေးခွန်းအတွင်းမြောက်ကိုရီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်တွင်းပြောကြားခဲ့တာမရှိပါဘူး။